ေနေ့မတပိုင်းထူးတင်းအစီအစဉ်နေနဲ့မကွေးတိုင်းနဲ့စကိုင်းတိုင်းမှာမနေ့နိုဝင်ဘာ19ရက်မတပိုင်းအချိန်စီကောင်ဖြစ်တက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုအခြေအနေများစွာပြုလုပ်သွားခဲ့တဲ့တင်းကိုတင်ဆက်ပေးပါမယ်ကျွန်တော်ကိုစောပါမကွေးတိုင်းရောဒေသဖြစ်တဲ့ဂံကော်မြို့နယ်ဆမ်းမြို့ကျေးရွာတွေနီးကိုမနေ့နိုဝင်ဘာ18ရက်မနက်9:00နာရီခွဲမှာစစ်ကောင်ဖြစ်တက်ကဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းပုံကျဲမှုတစ်ကြိမ်ထက်မနေ့ပြုလုပ်သွားခဲ့တယ်လို့မြေပြင်စီးရေးတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါတယ်ပုံကျဲတိုက်ခိုက်မှုပြုလုပ်သွားခဲ့တဲ့ဂျက်ဖိုက်တာလေယာဉ်ဟာ မလေးတိုင်းတရက်ဦးလေးတက်စကန်းကနေမနက်ရှိတိုင်းခွဲကျော်မှတက်လာခဲ့တာဖြစ်ပြီးပေါင်၂50မျိုးစားဘုံဒီနှလုံးဖြင့်ကျဲချတက်ခဲ့သွားခဲ့တာလို့ဝင်းဟင်တင်းစောက်ကြည့်လေးလာဖွဲ့တွေကဆိုပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ18ရက်ည17:00နာရီကလည်းထီလီမြုံနယ်ရှေးချမ်းပုံတောင်တနင်္လာကိုမကွေးလေတမဝိုင်တွဲမျိုးစားလေးရင်တစည်းဖြင့်ပေါင်900မျိုးစားဘုံဒီ9လုံးထက်မနည်းကျဲချတိုက်ခိုက်တာတွေပြုလုပ်သွားခဲ့ပါလေ။စကိုင်းတိုင်းကလေးမြုံနယ်တောင်ပိုင်းနေရာတွေကိုနိုဝင်ဘာ18ရက်မနက်10:00မိနစ်50မှ နေ့လယ်ဆန်းလိုက်ဝင်းကျင်အထိစစ်ကောင်မရှင်ရဲ့မကွေးလေတက်ကနေပြတ်တန်းလာတဲ့ဝိုင်းတွဲထောက်ဖို့လင်းတစည်းဖြင့်ပေါင်900မျိုးစားဘုံသီးတွေနဲ့အလို့ရင်များစွာကျဲချမှုတွေရှိခဲ့တယ်လို့ဒေသခံတော်လိုက်တဲ့တင်းကြီးမြင့်တွေကပြောပါတယ်။အခုတော့စစ်ကောင်ရှင်တက်ကလေကြောင်းမှဘုံကျဲတိုက်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက်မကွေးတိုင်းရော့ဒေသပေါင်းပြုံနယ်နဲ့စကိုင်းတိုင်းကလေးမြတ်တောင်ပိုင်းကဒေသခံတပေါင်းကျော်ဟာဘေးလွယကိုထွက်ပြေးတိမ်းရှောင်နေရပြီးအစားအသောက်နှွေးတဲ့နေရာမျိုးကလေးအေးပေါ်လိုအပ်နေတယ်လို့မြေပြင်စစ်ကြောင်ကူညီလှုံ့ဆော်သူတွေကပြောပါတယ်။ တိုက်ပွဲတွေပြင်းထန်လာမှုနဲ့အတူလေကြောင်းကနေဘုံကျဲတိုက်ခတ်မှုတွေကြောင့်မြန်မာတိုင်းနိုင်ငံလုံးမှာရွှေပြောင်းနေရသူစုစုပေါင်း3တပ်သမ6တပ်ခန့်ရှိနေပြီးစံချိန်နဲ့အမြင့်ဆုံးဖြစ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNOCHA မြန်မာကနိုဘာ18ရက်မှာထုတ်ပြန်ပါတယ်။အခု2025ရဲ့ပထမနှစ်ဝအတွင်းပြည်ထောင်စုပြည်ခါလေးနဲ့ရင်ဆိုင်နေရပြီးကမ္ဘာပေါ်မှာဒုတိယနေရာမှာရှိနေတဲ့အတွက်အရသာတွေအတွက်စတုတ္တမြောက်အနေရရှိဆုံးနိုင်ငံဖြစ်သတ်မှတ်ခံထားရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံအောက်ချမြန်မာကထုတ်ပြန်ကြတွင်းမှာပြောဆိုထားပါတယ်။